ီးတော့နှစ်ချုံချက်ထားရမှာဗျာဆွန်းဆွန်းနေတဲ့ဤကနေပါဗျာဆရာတော်စီကတပည့်တော်တို့ရိုးသားတာမျှော်လင့်မိတဲ့အချက်ကိုပဲတပည့်တော်ရှောက်ပါဗျာဒီချိန်မှာတရားမှန်ခြင်းမမှန်ခြင်းဆိုတာကတပည့်တော်တို့ဒါနောက်မှာတပည့်တော်တို့ဆရာတော်ရဲ့အဆုံးအမတွေကိုထပ်ပြီးတော့ဆွေးနွေးပါမယ်ဗျာဒီချိန်မှာဆရာတော်အနေနဲ့ဒီအခုတပည့်တော်တို့ကြားရောက်နေတဲ့ရင်ဆိုင်နေရတဲ့အရိယာမဏ္ဍောရိတာအလုံးရင်ဆိုင်နေရတဲ့ဒီတန်ခါနာကဆရာတော်ဖျားကြီးတွေရဲ့အဆုံးအမကဗုဒ္ဓဘာသာတိုင်းဒီတန်ခါနာကဖွဲ့ဆရာတော်ကြီးတွေရဲ့ စီမင်းတွေစီကန်းတွေနီးဥပဒေတွေစကြရမယ်ဒါလည်းဘုရားရဲ့ဒါနီးဥပဒေတွေပါဗျာဘုရားချမှတ်ထားတဲ့ဒီတာယနာတမီစစ်နဲ့တာဝန်ထမ်းဆောင်နေတဲ့ဆရာတော်ကြီးတွေမှပြီးလို့နားလည်တော့ပတ်ပါတယ်ဗျာနောက်တစ်ခုကဒီဆရာတော်ကြီးတွေအဆုံးအမကိုလည်းဘုရားဘာသာဝင်တိုင်းရဲရှင်လူပြည်သူအလုံးဘုရားဘာသာဝင်မှန်သမျှလိုက်နာရမယ်ဆိုတာကိုလည်းပြီးလို့နားလည်တော့ပတ်ပါတယ်ဗျာဒီချိန်မှာဒီဆရာတော်ကြီးတွေအခုလိုမျိုးပြီးလို့ဒီအာရမဝါဒအာရမဝါဒီရဲ့လို့ဒီတက်မှတ်ပြီးတော့ဒီလိုမျိုးပြီးလို့ပြိပင်ခံရတယ် ဒါဒါဒါဒီအလုံးကလည်းဒီတော်တို့ဒါတကယ်မှားလို့တကယ်သူတို့တကယ်လိုအပ်လို့ဒီလိုမျိုးလုပ်တယ်ဆိုတာကိုလည်းဒီတော်တို့နားလည်ပါတယ်ဗျာဒီပုံမှာဆရာတော်အနေနဲ့ပြီးတော်တို့တက်တာတာတက်တာကြောင်းလက်မထူရင်စင်ပြီမလားပြုတ်လင်းလင်းပေါ့နော်ဗျာလက်မထူရင်စင်ပြီမလားလက်မထူပဲဖြည့်ရှင်းရင်ဘာဖြစ်နိုင်လဲလက်မထူပြီးဖြည့်ရှင်းရင်ဘာဖြစ်နိုင်လဲဒီလိုလိုရိတ်တာကိုအလုံးလက်မထူပြီးတော့ဖြည့်ရှင်းမယ်ဆိုရင်ဘာတွေဖြစ်မလဲရှေ့ကိုဘယ်လိုဘယ်လိုဆက်သွားလို့ရမလဲလက်မထူပဲဖြည့်ရှင်းဘယ်လိုဆက်သွားလို့ရမလဲ ဒီပုံမှန်တပိတော်တို့ကဒီချိန်မှာအရေးကြီးခုနကတပိတော်ဆောက်ထားတဲ့ရေတောက်ခြင်းလေဆိုတာဒါကိုပြောတာပါဗျာတပိတော်ဆရာတော်ပြောနေတာစွန်းစားဖို့ကိစ္စကိုပြောတာပါဗျာတပိတော်တို့ကဒီချိန်မှာဆရာတော်ဆရာမြောက်လင်းတာအမင်းတို့ဒီလိုလမ်းကြောင်းမှာဒီလိုသွားမှာဒီသာသနာကိုဆက်ပြီးတော့ဒီလိုလျှောက်လှမ်းလို့ရမယ်ဒီသာသနာကိုလျှောက်လှမ်းတဲ့နေရာမှာခုနဆရာတော်ပြောတဲ့အချက်တွေကိုဖြည့်ပြီးဒီချက်တွေဒီချက်တွေကိုမကျင့်သုံးမနဲ့ဒီချက်တွေဒီချက်တွေနဲ့သွားမှရမယ်ဆိုတော့ပြီးတော့ဒီလိုဆိုလိုတာကိုနားလည်ပါလားဗျာအရင်ဆုံးဒီသာသနာကိုဒီချက်တွေကျင့်သုံးဖို့ဒီချက်တွေကိုပယ်ဖို့ဒီချက်တွေကိုလက်ကင်ထားဖို့ကျင့်သုံးဖို့ ဆရာတော်ပြောတဲ့ဒီဟောကြားတဲ့ဆုံးမတဲ့ဒီတရားတွေကနောက်မှလောက်အောင်တရားပါဗျာဒီချိန်မှာတပည့်တော်တို့ဆိုလိုတာလူချင်းတွေကဘယ်လိုဖြည့်ရှင်းရင်တက်တာမလဲဘယ်လိုဖြည့်ရှင်းရင်ဒီဓမ္မလမ်းကြောင်းမှာဆက်လျှောက်လို့ရမလဲလက်မထိုးခြင်းမထိုးခြင်းနိုင်ငံတော်ကလားဆရာဆရာတော်ပြားကြီးတွေရဲ့ဒီချမ်းသာထားတဲ့အမိန့်ဒီပေါ်မှာဘယ်လိုမျိုးလျှောက်လမ်းမှာရှင်ပြားတို့အဆင်ပြေမယ်ဘယ်လိုမျိုးသွားမှာအဆင်ပြေမယ်ဓမ္မဒိဋ္ဌံကြကြလက်တွေ့ကြကြဆရာတော်မင်ကြဖို့ပြီးတော့မျှော်လင့်တာပါဗျာပြီးတော့ချိန်ရလဲနှီးတဲ့အတွက်ပြီးတော့ချီတော်ဆုံးခတ်ပြီးရိုးသေးသွားဆောက်ထားပါတယ်ရှင်ဗျာ တရားနဲ့ရှင်းတာပဲလေတရားကိုလက်ပြောတဲ့ဆိုတဲ့လုတ်တဲ့ကိုင်းတဲ့နေရာမှာလက်တွေ့ချင့်သုံးပြီးရှင်းရင်အခြားမရှိအခုကကြတော့တရားဟောတယ်တရားဆံဖွင့်တာတော့ဟုတ်ပါတယ်ဒါပေမဲ့လက်တွေ့ဟိုလက်တွေ့နေပယ်မှာပေါ့အခုလိုကိစ္စတွေဖြစ်လာတယ်တဏှာတွေဖြစ်လာတဲ့အခါမှာဖြည့်ရှင်းတဲ့နေရာမှာကိုကမကောင်းတာဆွဲရင်မကောင်းတာဖြစ်မယ်လေဘယ်လိုပဲဖြစ်ပေါ့နော်ဒါဒီဒီတရားအတွက်ဆိုရင်အသက်ပါဆွလိုက်မယ်အဲဘာပဲဖြစ်ပေါ့လေအဲ့ဒီလိုဘောမျိုးတွေပြောကြတော့မကောင်းတာမဖြစ်သေးဘူးလေမဖြစ်သေးတာကိုကဆွဲနေရင်တော့ကို့ဆွဲကြအောင်မကောင်းတာတွေဖြစ်မယ်အဲ့ဒါဆိုရင်လည်းကြည့်မကောင်း ဒီဒီလိုကောင်းတာလုပ်လို့ဟိုတရားထုတ်လို့တရားတွေဟောပြောလို့ဖန်ခံရတယ်ထောင်ကြခံရတယ်ဆိုတာလေဘယ်လိုမှတော့မကောင်းမှားရင်ပြင်ရမှာလေအဲ့လိုလုပ်လိုက်ရင်လည်းတော့ပြီးမသွားဘူးကောနော်မိုးပြရလဲတက်တည်ပြရနေရပဲလေဟုတ်လို့ပြောပါတော့အဲ့ဒီအဓိပ္ပာယ်ကကိုကဟိုအမှန်တရားချင်းရှင်သူတို့လည်းဆရာတော်ကြီးတွေလည်းသူတို့ဘဝတစ်ခုလုံးကိုတာဒနာတော်အတွက်ဆွံ့လွှတ်ထားတာလေကိုပဲဆွံ့တာမဟုတ်ဘူးဒီပရိယတ်တိတာနာအတွက်ဆွံ့တာမှအများကြီးလေ